ပြည့်တည်းများအားလုံးပဲမင်္ဂလာပါ Miss Knowledge Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုတကားတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့အင်ဒိုနီးရှားကိုသွားလဲတဲ့မိန်းကလေးတယောက်မိထောင်ကြားတဲ့မတော်တဆဖြစ်ပြီးခြေချော်ပြုတ်ကျသွားတဲ့အကြောင်းလေးပဲဖြစ်ပါတယ်ဘရာဇီးနိုင်ငံကအသက်26နှစ်အရွယ်မိန်းကလေးဟာဘာလီကျွန်းအနီးကမိထောင်ပေါ်ကိုတောင်တက်သမားတွေနဲ့အတူရောက်ခဲ့ရာကခြေချော်ကျပြီးမိထောင်ကြားထဲမှာပိတ်မိသွားခဲ့တာပါသူမကတော့ YouTube မှာစွန်စားခီးချမ်းနေတဲ့ တောင်တက်ခီးတွေကိုဘလော့ရိုက်ကူတင်ဆက်လေ့ရှိတဲ့ဘရာဇီးကဘလော့ဂါတယောက်ပဲဖြစ်ပါတယ်ဂျူလီယာနာက ခီးသွွားဝါဒနာပါတဲ့သူ ဖြစ်တာမို့သူမရဲ့ဒီတစ်ခေါက်ခီးစဉ်ကတော့အရှိတောင်အာရှကိုလဲပတ်ဖို့ဆုံးဖြတ်ခဲ့တာပါသူမက ထိုင်းနိုင်ငံကမ်မောရီးယားဗီယက်နမ်စင်ကာပူနဲ့အင်ဒိုနီးရှားကိုလဲပတ်ဖို့ခီးစဉ်စီစဉ်ခဲ့တာပါတခြားနိုင်ငံတွေအားလုံးလဲပတ်ပြီးတဲ့အခါမှာတော့ထိုင်းကနေတဆင့်အင်ဒိုနီးရှားကိုသွားခဲ့တာပါ အင်ဒိုနီးရှားဘာလီကျွန်းကနေတိတ်မဝေးတဲ့နာမည်ကျော်မီးတောင်ရင်ဂျာနီလို့အမည်ရတဲ့မီးတောင်ကိုတောင်တက်ခီးနေဖို့ဆုံးဖြတ်လိုက်တာကသူမရဲ့နောက်ဆုံးခီးဖြစ်လိမ့်မယ်လို့တွေးထားမိမှာမဟုတ်ပါဘူး။သူမကဒီခီးစဉ်အတွက်ဒေသခံ tourist guide တယောက်နဲ့အတူဝါဒနာတူတောင်တက်အဖွဲတစ်ဖွဲနဲ့ချိတ်ဆက်ပြီးသွားခဲ့တာပါ။ရင်ဂျာနီမီးတောင်ဆိုတာကတပ်ဝင်လှုပ်ရှားနေတဲ့မီးတောင်ဖြစ်ပြီးတောင်ကြားအကွဲကြောင်းတွေရနေအမြဲတမ်းမီးခိုးငွေတွေထွက်နေတာမြင်ကြရပါတယ်။ အချိန်မီ၍ပောက်ကွဲနိုင်တဲ့မီးတုံဖြစ်တော်မူအရန်အနေရများလုံးပေမဲ့တချို့ကလိုင်းပေါ်မှာနာမည်ကြီးကျင်တော့အဲ့ဒီလိုနေရာတွေကိုစွန့်စွတ်စားစားသွားပြီးဓာတ်ပုံရိုက်ကြတယ်။ဇွန်လ22ရက်နေ့ကဂျူလီယာတို့အဖွဲ့ကမီးတောင်ပေါ်တက်နေတဲ့အချိန်မိုးရွာလာတဲ့အတွက်မြေသားတွေကပျော့ပြီးဂျူလီယာနာကကျွန်ကျသွားခဲ့ပါတယ်။မြေပြင်ကနေအမြင့်ပေ460အရောက်မှာတော့ဂျူလီယာကခြောက်ချော်ပြီးကျွန်ကျသွားခဲ့တာပါ။ အင်ဒိုနီးရှားရဲတပ်ဖွဲ့ကိုအကြောင်းကြားခဲ့တာမို့ရဲတွေက drone တစ်စီးကိုလွှတ်ပြီးဂျူလီယာရဲ့အခြေအနေကိုကြည့်တဲ့အခါမှာသူမက6ဒဏ်ရာကြောင့်လမ်းမလျှောက်နိုင်မဲလဲကျနေတဲ့နေရာကနေငြိမ်ငြိမ်လေးပဲနေပြီးအသက်ရှင်နေခဲ့တာပါမိုးတွေရွမ်းရွာနေတဲ့အပြင်ဘာလီကျွန်းအနီးကမီးတောင်အသေးတစ်ခုကလည်းပောက်ကွဲခဲ့လို့မီးခိုးငွေတွေက အလုံးလိုက်ထူထပ်နေတာမို့ရဟတ်ရင်နဲ့လဲသွားကယ်လို့မရခဲ့ပါဘူး ဇွန်လ24ရက်နေ့ဒရုန်းနဲ့ကြည့်တဲ့အခါမှာဂျူလီယာနာဟာတေဆုံးနေတဲ့အလောင်းကိုပဲတွေ့ရပါတော့တယ်။ဇွန်လ25ရက်နေ့မှာတော့အလောင်းကိုတွားရောက်တည်ယူခဲ့ကြပြီးဘာလီကျွန်းကိုတည်ဆောင်ခဲ့ကြပါတယ်။ရင်ခွဲယုံက စစ်ဆေးတဲ့အခါမှာတော့ဂျူလီယာနာတေဆုံးရတဲ့အကြောင်းရင်းဟာလေကောင်းလေတန့်မရတဲ့အတွက် အောက်ဆီဂျင်ကျဆင်းခြင်းအစာရေစာငတ်မွခြင်းတို့ကြောင့်တေဆုံးသွားတယ်လို့သိရပါတယ်။ ဂျူလီယာနာရဲ့မိဘတွေကတော့ကယ်ဆယ်ရေးနောက်ကျတဲ့အင်ဒိုနီးရှားအစိုးရကိုမချေနှက်ဘူးလို့မီဒီယာတွေကိုထုတ်ပြောလာပါတယ်။အင်ဒိုနီးရှားအစိုးရကတော့ယာတီဥရုမကောင်းလို့ချက်ချင်းမကယ်နိုင်ဘူးလို့ပဲစင်ကြေတွေပေးနေပါတယ်။ဒီလိုမျိုးမိတော်အရှင်တွေပေါ်ထိတက်ပြီးစွန့်စွန့်ဆာဆာ blog တွေရိုက်ကြတဲ့ blogger တွေကကမ္ဘာတဝန်းမှာလည်းအများကြီးရှိပါတယ်။သူတို့ကတော့နာမည်ကြီးကျင်တာတစ်ခုတည်းနဲ့အသက်နဲ့ရှင်ပြီးစွန့်စားသွားကြတာပါ။ ်ချီလီနိုင်ငံမှာဆိုရင်မီးတောင်ရဲ့တောင်ကြီးမှာတွားပြီးပီဇာဖုတ်တယ်လို့လည်းရှိပါတယ်။ချီလီမှာမီးတောင်နဲ့ဖုတ်တဲ့ပီဇာကအရန်နာမည်ကြီးပါတယ်။အဲ့လိုလိုတောင်တွေပေါ်ကိုတက်ရောက်ခြင်းမပြုဘူးအစိုးရကသတိပေးထားပေမဲ့လည်းတချို့လူတွေကတော့စွန်စားပြီးတက်နေကြဆဲပါပဲ။အခုလည်းမီးတောင်ရှင်ပေါ်တက်ခဲ့တဲ့ဂျူလီယာနာကိုတနာတဲ့သူတွေရှိသလိုဝေဖန်တဲ့သူတွေလည်းရှိနေတော့မှာပဲ။ ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုအားပေးခဲ့တဲ့ပရိသတ်ကြီးကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းတွေတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ channel လေးကို like follow နဲ့ subscribe လေးလေးလုပ်ထားပေးပါဦး။အားလုံးပဲကျမ်းမာပျော်ရွှင်ကြပါစေ။